မင်္ဂလာပါရှင်ခရစ်တတလီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။နောင်ချိုကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံ28လုံးနဲ့အစိမ့်ငွေဘုံ10လုံးထပ်မံကျင်းချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တောင်တက်မတော် DNL ရဲ့တပ်မဟာနေနေမြေနောင်ချိုမြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပြီးဘုံ28လုံးနဲ့အစိမ့်ငွေဘုံ10လုံးလာရောက်ကျင်းချတိုက်ခိုက်ခဲ့တယ်လို့ DNL ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ကမနေ့ကအေပြီလ24ရက်ညနေ6နာရီခွဲဝင်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲနောင်ချုံမြို့နယ်ကြောက်ကြမ်းကျေးရွာနီမှာဝိုင်းတွင်းနဲ့ပုံ28လုံးလာရောက်တင်းချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူည9နာရီခွဲမှာလည်းနောင်ချုံအုံမတီကျေးရွာနီမှာတိုက်ပွဲဖြစ်ပွားနေခြင်းစစ်ကောင်စီတပ်ကဂျာဖိုက်တာနဲ့အစိမ့်ဝေးပုံ8လုံးလာရောက်တင်းချတယ်လို့ TNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ပြီးခဲ့တဲ့အေပြီလ21ရက်ကလည်းတောင်ခမ်းကျေးရွာရှိကိုရနှစ်တပ်စခန်းအနီးတိုက်ပွဲဖြစ်ပွားနေခြင်းစစ်ကောင်စီတပ်ဂျာဖိုက်တာနဲ့ အစိမ်ငွေပုံရှစ်လုံးလာရောက်တင်ချခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ပြီးခဲ့တဲ့ဧပြီလ22ရက်ကလည်းတောင်ခန်းတင်းရွာရှိ900နှစ်တက်စကန်ဒီတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်မှအစိမ်ငွေပုံ15လုံးလာရောက်တင်ချတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဧပြီလကုန်ထိအပြည့်ရဲ့တပ်တန်းထမှန်တိုးထားကြောင်းကြေညာပြီးမြပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL အုပ်ချုပ်နေတဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းတာထိုးစစ်ဆင်တာတိုက်ပွဲမရှိတဲ့နေရာတွေကိုပုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေရလို့ဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တမူးမြို့တိုင်းတ င်းကြောင့်စစ်ကောင်စီတပ်ကစစ်ရေးပြင်ဆင်ပြီးလေကြောင်းမှပုံကျင်းတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့စကိုင်းတိုင်းတမုံမြို့မှာစစ်ကောင်စီတပ်ကဗန်ကာများနဲ့ကရုတ်ချင်းများတူပြီးစစ်ရေးပြင်ဆင်နေပြီးလေကြောင်းမှပုံကျင်းတက်ခတ်မှုတွေလည်းဆောင်ရွက်နေကြောင်းသိရပါတယ်။တမုံမြို့တိုင်းတပ်ပွဲအတွက်ဒေသခံကာကွယ်တပ်တွေကပြင်ဆင်ဆောင်ရွက်နေကြောင်း AB 20ရက်နေ့မှာပြည်သူများကိုအသိပေးပြောဆိုပြီးရဲ့နောက် စစ်ကောင်စီတပ်ကအခုလိုဆောင်ရွက်နေတာပါ။ AB 24ရက်နေ့နေ့လယ်7နာရီဝန်းကျင်မှာစစ်ကောင်စီဂျက်ဖိုက်တာတပ်စီးကတမုံမြို့တွင်ပြန်ဝဲပြီးရဲ့နောက်အရှက်သားတွေနေထိုင်တဲ့အလွန်ကျေးရွာနီး ကိုနေကြောင်းမှာပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ ညိုထဲမှာစစ်သားတွေချေရှုံနေကြတယ်ဘန်ကာတွေစောက်တယ်ကရုံချင်းတွေတူတယ်သူတို့နေတဲ့နေရာတွေစခန်းတွေမှာလည်းလက်နက်ကြီးတွေတပ်ဆင်ထားတယ်မနေရဆိုညိုထဲလင်းရင်ဝဲနေနေပြီးမှအလော်ရွာမှာပုံကျဲသွားတယ်ထိခိုက်မှုမရှိဘူးလို့ကြားတယ်လို့တမုံမြို့နယ်ဒေသခံမျိုးသားတောင်ကပြောပါတယ်စစ်ကောင်စီတပ်ကဘန်ကာနဲ့ကရုံချင်းတို့တိဆောက်ရမှာလူနေထိုင်ခြင်းမရှိရင်စစ်ပီးရှောင်နေအများဖြိုဖျက်ပြီးတင်ဝါပြင်းတွတ်တွကိုအတုံးပြူနေကြောင်းသိရပါတယ်ဒါအပြင်တမုံမြို့အဝင်ထွက်နေရတဲ့တခြားတော်လိုင်းတပ်ဖွဲ့များဝင်ရောက်လာနိုင်တဲ့နေရာတွေအားလုံးကိုစစ်ကောင်စီတပ်နဲ့၎င်းတို့ရဲ့လက်အောက် ောက်ခံနေဖြစ်တဲ့ပြူစောတီရှန်နီနာကပူပေါင်းဖွဲ့လိုမှတင်းကျပ်ထားပါရယ်တမူးမြို့တဲ့နေရာတွေမှာစကားစရီများတဲ့မြို့အဝင်အတွက်မြို့ပြင်ကစကန်နေမှာတော့ပြူစောတီနာကရှန်နီတက်တွေများတဲ့အဲ့ဒီနေရာတွေမှာစကားစအင်အားသိမ်းမရှိဘူးခုမြို့ဝင်ထွက်တွေကိုလည်းတင်းကျပ်ထားတယ်တခြားအဝင်ထွက်နေရာတွေကိုလည်းတင်းကျပ်ထားတယ်လို့တမူးမြို့နယ်စည်ရေးတရင်ရင်မြကပြောပါရယ်အလားတူတော်လိုင်းတပ်ဖွဲ့တွေကလည်းတမူးမြို့ကုံသွဲစီစဉ်မှုကို AB 20ရက်ကစပြီးပိတ်ပင်ထားပြီးလက်ရှိတမူးမြို့မှာအခြေခံစားတောက်ကုန်များပြန့်လည်နေတဲ့ကုန်စည်နှုန်းမြင့်တက်လာကြောင်းသိရပါရယ်မြို့ ို့သိန်းတိုက်ပွဲပြင်ဆင်နေရကြောင်းတင်ယူပို့ဆောင်ရေးကိုပိတ်ပင်ထားလို့ PDF တွေကပြောပါတယ်ပြီးတော့စကားစစီရိတ်ခါတွေမရောက်ဖို့လို့ပြောတယ်တမူးကုံသွင်းလမ်းကြောင်းကို PDF တွေကထိန်းချုပ်တဲ့အတွက်အခုမျိုးထဲမှာဘာကုံစီမှမရောက်နိုင်တော့ဘူးတချို့ကုံစီတွေကစတင်ပြတ်လန့်နေပါပြီဆန်ကတော့ဒေသခံတွေတုံလောင်ထားတာရှိသေးတဲ့အတွက်လောလောဆယ်ရှိပါသေးတယ်လို့တမူးမျိုးကန်ကုံတဲ့တောင်းကပြောပါတယ်တမူးခရိုင်ရှိတမူးမျိုးကိုစစ်ကောင်စီကထိန်းချုပ်ထားပြီးခံပန်းနယ်မျိုးတင်မျိုးတို့ကိုတော်လိုင်းတပ်ဖွဲ့တို့ကထိန်းချုပ်ထားကြောင်းသိရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့တောင်ခန်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးနောင်ချိုအနီးနောင်လင်ရွာဒီစစ်ကောင်စီရဲ့ထိုးစစ်ရောက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ရှမ်းမြောက်နောင်ချိုမြို့နယ်တောင်ခန်းကျေးရွာနီးတစ်ဝိုက်မှာစစ်ကောင်စီနဲ့တောင်တက်မတော် TNL ကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတွေကပြောပါတယ်စစ်ကောင်စီရဲ့အမြောက်တပ်စခန်းကုတ်ကဲမှုဌာနချုပ်ကိုရနှစ်တပ်စခန်းမှာတိုက်ပွဲပြင်းထန်နေသလိုနောင်ချိုမြို့မဲပုတ်ကျေးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီနဲ့ TNL ကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ်တိုက်ပွဲကပြင်းထန်နေ င်ရဲ့မင်းကလည်းတဏီကုံပဲဒီနေ့လည်းတိုက်ပွဲပြင်းထန်နေရလို့ရှီရန်စစ်မြေပြင်မှာရှိနေသူတောင်းကပြောပါရယ်မဲပုံချင်းရွာကနေထိုးစစ်စင်လာတဲ့စစ်ကောင်စီတပ်ကနောင်လင်းချင်းရွာထင်ရောက်လာပြီလို့နောင်ချိုဒေသခံတောင်းကပြောပါရယ် စစ်ကောင်စီရင်းနောင်လင်အထင်ရောက်လာပြီးနောင်လင်ကနောင်ချုံနဲ့တင်မွေးတော့ဘူးစစ်ကောင်စီရဲ့ဝါရဖြန့် Telegram နေမှာတော့စစ်ကောင်စီတပ်ကနောင်လင်ရွာရှိ DNL တပ်စခန်းကိုစစ်ကောင်စီဘက်ကသိမ်းပိုက်နိုင်ပြီလို့ဝါရဖြန့်ရေးသားထားပါတယ်စစ်ကောင်စီတပ်က၎င်းလက်လွတ်ထားတဲ့နောင်ချုံမြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့အုံမတင်းကန်ကြီးနဲ့နောင်ချုံလေးပေးမုံစားတဲ့စစ်ကြောင်းတုံးကြောင်းခွဲပြီး DNL ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရပါတယ် မင်းကဧပြီ24ရက်ညပိုင်းမှာစစ်ကောင်စီတပ်က TNL ထိန်းချုပ်ထားတဲ့နောင်ကျုံမြို့အနီးရှိကြောက်ကျန်းအုံမခါနဲ့အုံမတိကျေးရွာတွေကိုစစ်ကောင်စီတပ်ကဝိုင်းတွဲလျင်အတုံးဖြူပြီးဘုံ30နီးပါးတင်းချတိုက်ခိုက်ခဲ့ပါတယ်။တပ်ဖက်မှလည်းစစ်ကောင်စီနဲ့ကိုကန့်အကြာပြင်ရဖို့သဘောတူပြီးနောက်တရုတ်ရဲ့ချောင်းဝင်စစ်ဆန်မှုနဲ့စစ်ကောင်စီနဲ့ TNL ကြားတွေ့ဆုံမယ်လို့သတင်းတွေထွက်ပေါ်နေပြီးတိကျအတည်ပြုနိုင်တာမရှိပါဘူး။နောက်ထပ်တစ်ပုတ်အနည်းငယ်ကန့်ဘလူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံမှုရှိကစစ်တပ်မှမြေပဲနှုတ်တဲ့ပြည်သူနှောင်းကိုတပ်ပြီး15ဦးကိုဖမ်းဆီးသွားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကပ်ဘလူးမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံမှုရှိရလို့ calling info မှာတာဝန်ရှိသူတောင်ကပြောပါရယ်။ April 25ရက်နေ့မနက်၈နာရီခန့်မှာကပ်ဘလူးမြို့နယ်ကိုးတောင်ဘူမှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များညံဝန်းရာနီမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါရယ်။အဲဒီထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒိဆုံမှုရှိတော့လဲအရှိအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်းတိုက်ပွဲဖြစ်ပွားပြီးရနောက်အကြံဖက်စစ်ကောင်စီတပ်သားတွေကကောလင်းမြို့တွေကိုပြန်လည်ဝင်ရောက်သွားကြောင်းသိရပါဗျ။အဆိုပါအကြံဖက်စစ်ကောင်စီတပ်သားတွေကအေပြီလ9ရက်နေ့ကလည်းကိုရောင်ဖို့ကနေပြီးအနောက်မြောက်ဘက်နမိုင်ကန်ကွာကိုစစ်ကြောင်းထိုးပြီးမြေပဲနှုတ်နေတဲ့ကိုင်းမရွာသားနှောင်းဦးဖြစ်တဲ့ကိုနန်းလွင်နဲ့မက်ရီဦးတို့ကိုပစ်တက်ခဲ့ကြောင်းဒါအပြင်ကိုင်းမရွာသား15ဦးကိုလည်းကိုရောင်ဖို့သူဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါဗျ။ကိုရောင်ဖို့ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေမြောက်ဘက်သုံးမိုင်ကန်ကွာညာဝန်းရွာနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့ကို ောလင်းမြို့နယ်ကိုမနက်9နာရီလောက်မှပြန်ဝင်သွားတယ်။စစ်ခွေးတွေထိခိုက်သေးဆုံးမှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူး။အဲ့ဒီစစ်ခွေးစစ်ကြောင်းကဤပြည်လ9ရက်နေ့ကလည်းမြေပဲနှုတ်နေတဲ့ကိုင်းမရွာသားနှောင်းကိုပြစ်တက်ပြီးပြည်သူ15ဦးကိုဖမ်းဆီးသွားတယ်လို့ကောလင်းအင်ဖရိုမှတာဝန်ရှိသူတောက်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။ နောက်ထပ်တစ်ပုတ်အနည်းငယ်ဘူးတလင်မျိုးနဲ့ဂျိုကုန်းချင်းရွာကိုစစ်တပ်ကစက်တက်လီဒီနဲ့ပုံချင်းတိုက်ခိုက်မှုပြည်သူနှောင်းတည်ဆောင်တဲ့ကြောင့်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒေသကြီးအတွင်းဘူးတလင်မျိုးနဲ့ဂျိုကုန်းချင်းရွာကိုစစ်တပ်ကစက်တက်လီဒီနဲ့ပုံချင်းတိုက်ခိုက်မှုပြည်သူနှောင်းတည်ဆောင်ကြောင့်ဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။မနေ့ကအင်ဂျီ400နီးပါးရှိတဲ့ဘူးတလင်မျိုးနဲ့ဂျိုကုန်းရွာကိုစစ်တပ်ကစက်တက်လီဒီနဲ့ပုံချင်းကြောင့်အဆိုပါပုံချင်းမှုကြောင့်ပြည်သူနှောင်းတည်ဆောင်ခဲ့ရပြီးတည်ဆောင်သူနှောင်းကတာမန်တောင်သူတွေဖြစ်ကြောင်းသိရပါရယ်။ဘာတိုက်ပွဲမှမရှိဘဲနဲ့ ဆက်တက်လီလီနဲ့ပုံနှလုံးကျင်းသွားတဲ့အရသာနှစ်ဦးတင်ဆောင်ခဲ့တအူးထန်ရအပြင်းထန်ရခဲ့တယ်လို့ဂျိုကုံရွာသားတအူးကပြောပါတယ်စစ်ကောင်စီတပ်ရဲ့ဆက်တက်လီလီများမှမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်မှတက်လာတာဖြစ်ပြီးနာမခါကိုအခြေပြုပြီးကန်နီဘူးတလင်းရင်မပင်နဲ့မုံရွာမြို့နယ်အတွင်းရှိကျင်းရွာတွေကိုနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်